ိုရီးယားနိုင်ငံရဲ့ကြောက်စရာအကောင်းဆုံးဗုဒ္ဓဟူးနေ့ဝိညာဉ်ပွဲတော်ချေဆော့ Hungry Ghost Festival ဒီပွဲတော်ကိုတရုတ်ပြည်ခရင်ရဲ့လာပြည့်ကျော်15ရက်ခန့်မှန်းချိန်ဇူလိုင်လလယ်ကနေဩဂုတ်လလယ်ခန့်မှကျင်းပလေ့ရှိပါတယ်။မုတ်ကလနိုင်ယဟန်တော်ရဲ့မိခင်ဖြစ်သူမြေရဲပုံကလွတ်မြောက်လာတဲ့ဝိကျွေးပုံပြင်ကနေဆင်းသက်လာပါတယ်။အဲ့အချိန်မြေရဲတကားပွင့်ပြီးညမို့နေတဲ့ဝိညာဉ်တွေပြင်ပလောကကိုရောက်လာခြင်းဖြစ်ပါတယ်ဒီဝိညာဉ်တွေဟာမကောင်းမှုကြောင့်ငရေကြပြီးဆာလောင်မိုးတိတ်နေကြသူများဖြစ်ပါတယ် ွဲတော်ရဲ့အတွင်းငရဲတကားတွေပွင့်လာတဲ့အတွက်အလွန်အန္တရာယ်ကြီးမားတဲ့ဝိညာဉ်တွေမကျေနပ်သေးတဲ့ဝိညာဉ်တွေလောကကိုလွတ်လပ်စွာလှည့်လည်နိုင်ပါတယ်။ဒေါသကြီးသောဝိညာဉ်တွေဟာသူတို့တည်ဆုံးခဲ့ရခြင်းနဲ့ပတ်သက်ပြီးဒေါသထွက်နေတဲ့ကလူသားတွေကိုကန့်ဆိုးမှုများမကောင်းတဲ့င်းများယောဂဆူများပြဿနာများဖန်တီးပြီးအန္တရာယ်ပေးနိုင်ပါတယ်။အဲ့ပွဲတော်မှာဝိညာဉ်တွေကိုမနှောက်ရှက်ဖို့လူတွေကိုတင်းကျပ်စွာသတိပေးထားပါတယ်ဝိညာဉ်တွေကညဘက်မှာပူအားကောင်းပါတယ်ဒါကြောင့်ညဘက်အပြင်ထွက်ခြင်းကိုရှောင်ရပါတယ် မိဘုံများရေမီးအိမ်များလွတ်တင်ပြီးဝိညာဉ်တွေကိုမြဲပြန့်ပို့ဖို့လမ်းပြကြပါတယ်။ဝိညာဉ်တွေအတွက်ဘုံကြီးเจ้าများတွင်အထူးဝတ်ပြုဆုတောင်းပေးခြင်း၊မျက်မှုနေသောဝိညာဉ်တွေအတွက်လမ်းပေးများတွင်အစားအစာနှင့်ပစ္စည်းများဆက်သက်ခြင်းနဲ့ရိုးရာဓလေ့ဆိုင်ရာဂုဏ်ပြုပွဲများနှင့်ယဉ်ကျေးမှုပြပွဲများပြုလုပ်ကြပါတယ်။ ဒီပွဲတော်ဟာငရဲတကားခွင့်ချိန်ဒေါသကြီးရဲ့ဝိညာဉ်တွေလွတ်လပ်စွာလှည့်လည်နိုင်ခြင်းကန့်သက်ချက်တွေများစွာရှိတဲ့အတွက်အကြောက်ဆုံးဝိညာဉ်ပွဲတော်အဖြစ်သတ်မှတ်ခံရပါတယ်။ဒါပေမဲ့ဒီပွဲတော်ရဲ့နောက်ခံအကြောင်းနဲ့ရည်ရွယ်ချက်ကတော့ဝိညာဉ်တွေကိုကျင်းနာစွာဆက်ဆံပြီးငြိမ်းချမ်းစေဖို့ဖြစ်ပါတယ်။